တချိန်တုန်းကမကားဒေဝဆိုတဲ့ဘုရင်ကြီးဟာမိတ္တာမြို့မှာအုပ်စိုးစိုးနေတဲ့အချိန်တုန်းကလူတွေရဲ့တက်တန်းဟာလောက်ရှိတုန်းဆိုအနှစ်3သိန်းကျော်တက်ရှိကြတယ်ဒီကနေ့ခေတ်မှာအနှစ်100လို့ဆိုပေမဲ့တရားပြည့်တဲ့ပုဂ္ဂိုလ်လွန်နေတယ်ပေါ့အဲ့ဒီမှာအနှစ်3သိန်း3သိန်းတန်းမှာလူဖြစ်ရတော့အသက်အမတန်မှရှည်တယ်ပေါ့ အသက်အမတန်မှရှိတယ်။ဒါကြောင့်မလို့အဲ့ဒီတော့ကတတန်းရှိတဲ့မဂ္ဂလေဝဘယင်ကြီးအကြောင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအတိတ်ကိုပြန်ပြီးတော့အာယုပြုတဲ့အသိဉာဏ်နဲ့ရှင်းနာနာကိုဟောပြနေ။အေးတစ်ချိန်တုန်းကလည်းဟောဒီဥယျာဉ်ထဲမှာမဂ္ဂလေဝဆိုတဲ့ဘယင်ကြီးဟာနေထိုင်ခဲ့ဘူးတယ်ဆိုပြီးတော့သူ့အကြောင်းကိုပြောပြတဲ့အခါမှာမဂ္ဂလေဝဘယင်ကြီးဟာတဲ့ မင်းဖြစ်သူရောက်ရှိမင်းသားငယ်ဘဝနဲ့နှစ်ပေါင်း၈၀၀၄လအိရှေမင်းသားဘဝနဲ့ကနှစ်ပေါင်း၈၀၀၄လဘယင်ဖြစ်အုပ်ချုပ်နေတာရှစ်ပေါင်း၈၀၀၄လထီးနှံကိုစွန့်ပြီးတော့ရသေးဝတ်ပြီးတရားကျင့်တာနှစ်ပေါင်း၈၀၀၄လဆို3သိန်း3600နှစ်ပေါင်းသူ့ဘဝတစ်ခုမှာတက်တန်းရှိအဲ့ဒီဘယင်က ဘယင်ဖြစ်ရောက်ရှိနေတဲ့အချိန်မှာဘာပြောထားလဲလို့ဆိုသူရဲ့ဆံမင်းတွေကိုဖီလိန်ပြုပြင်ပေးတဲ့ဘယင်ရဲ့ဆက်တာတီးကိုမှားထားတယ်အေးငါကောင်းပေါ်မှာဆံပင်တဖြူများတွေ့လို့ရှင်ဆံမင်းလေးတပင် ဖြူတာများ တွေ့လို့ရှင်ငါ့ကိုပြောဆိုတော့ဆက်တာတီးကနေတိုင်းနေတိုင်းဘယင်ကောင်းကိုဖီပင်းရင်ကနေပြီးတော့ ဆပြူပင်ရရင်သူကဆုရမှာဒါမို့ဆပြူပင်ဆံပြူတာကိုလိုက်ရှာနှစ်ပေါင်းရာကြော်ထောင်ကြော်ထီအောင်လိုက်ရှာမတွေ့ဘူးနှစ်ပေါင်းများစွာကြော်တဲ့အခါကျတော့အမတ်မထင်ဘရင်ဆံပင်ကိုဖီးတဲ့အခါဆံပြူပင်လေးတစ်ချောင်းပါလာတာတွေ့ရအဲတွေ့တဲ့အခါကျတော့မှအရှင်မင်းတရားကြီးကောင်းတော်မှာဆံပြူပင်လေးတစ်ပင် တွေ့ပါပြီ ဆိုတော့ဘုရင်ကြီးကပြဇံပြဇံလို့ဆိုရွှေမွေးညက်နဲ့ဆံပြူပင်လေးကိုရွေးပြီးနှုတ်ပြီးဘုရင်ရဲ့လက်ထဲကိုထည့်ထည့်လိုက်တဲ့အခါကျတော့ဘုရင်ကြီးကသူ့ကောင်းကဆံပြူပင်လေးမြင်လိုက်တဲ့အခါဘာဖြစ်သွားတော့ဩငါဩပါလာငါဩပါလာလို့ဆိုတွေးတော်ရင်နဲ့စိတ်ထဲမှာထိတ်လန့်တုန်လှုပ်တဲ့တံဝေကတွေဖြစ်လိုက်တာချွေးပြိုက်ပြိုက်ကြတယ်ဆိုရင် စဉ်းစားတယ်ငါကောင်းပေါ်မှာဆံယူပင်ရောက်ပြီတေမင်းတမန်တွေငါစီရောက်လာပြီငါကိုတတိပေးနေပြီနှုတ်ဆော်နေပြီငါမကြခင် လူဘဝဆောင်ရတော့မှာပဲလို့ဆိုပြီးဘုရင်ကြီးဟာစိတ်နှလုံးတုံလုံးခြောက်ချားပြီးတကူလုံးချွေးပြက်ပြက်ကြသွားတယ်နော်မကားတွေကဘုရင်ကြီးကချွေးထွက်သွားတာဘာဖြစ်လို့ထွက်ကြောက်လန့်ပြီးတော့ချွေးထွက်ခုခေတ်လူတွေကတကောင်းလုံးဖြူလေဘာဖြစ်ဘူးလေ တတ္တိကမကားတွေပါဘုရင်ကြီးတွေပိုကောင်းတယ်လို့ပြောရမှာပဲ။ဘာမှဖြစ်ဘူးဆိုတော့သွားဆိုးလိုက်တာပေါ့အဆိုင်ဟော။နော်။အဖြူတပင်တွေ့ရင်လည်းသွားပြီးတော့ဆေးဆိုးလိုက်။ဆိုတော့အဖြူမတွေ့တော့ဘူးပေါ့။အဲ့ဒီမှာဘုရင်ကြီးဟာနော်စိတ်နှလုံးတုံလုံးခြောက်ခြားပြီးတော့သူ့ဆံမျိုးဝင်လေးကိုကြည်ပြီးတော့တန်ဝေကလည်းဖြစ်တယ်။တန်ဝေကဖြစ်တော့စတ္တသည်ဆံမျိုးဝင်ပေါက်နေပြီဆိုတာကို သတင်းပေးတဲ့ပြပေးတဲ့စတ္တတိကို ရွာစားအဖြစ်ဆုချပြီးတော့သူ့ရဲ့အိရှိမင်းဖြစ်တဲ့ตาကြီးကိုခေါ်လိုက်။ตาအလဲအနည်းငယ်သူ့စီလဲရောက်လာရောဘာပြောတော့။ငါตาတဲ့။ငါကောင်းမှာသေမင်းတမန်တွေရောက်လာပြီတဲ့။စံပြူပင်တွေပေါ်လာပြီ။သေမင်းတမန်တွေငါစီရောက်လာပြီ။အဲ့ဒီတော့ငါဟာလူဘဝ လူရဲ့ကာမဂုဏ်ချမ်းသာတွေကိုငါခံစားပြီးပြီ။နတ်ပြည်ကကာမဂုဏ်ချမ်းသာ။နတ်ဘုံမြမဘုံက ချမ်းသာတွေကိုခံစားဖို့အတွက်ငါရှာကြံရတော့မယ်။ကဲအဲ့ဒီခက်ကအဲ့ဒီလောက်ပဲသိတယ်နော်။လူချမ်းသာငါခံစားပြီးပြီ။နတ်ချမ်းသာခံစားဖို့ငါရှာရလိမ့်မယ်။ရှာရလိမ့်မယ်။အဲ့ဒီတော့မင်းဒီဌိနှံကိုဆက်ခတ်။ငါကတော့ယသိဝင် ယသိဝတ်ပြီးတော့မဂဒေဝဥယျာဉ်ထဲမှာပဲတရားထုတ်မယ်ဆိုပြီးတော့သူ့သားကိုမှားတာဘယ်လိုမှားတော့စေမင်းလည်းပဲငါနေတူလို့ခေါင်းပေါ်မှာဆံပြူပင်တပင်ပေါက်ထန်နဲ့မင်းရဲ့သားကိုထိနှံလွှဲလွှဲပြီးရင်ဥယျာဉ်ထဲထွက်ယသိဝတ်တရားချက်အဲ့ဒါဆိုလို့ရှိရင်သိလို့ရှိရင်မင်းဖြမဖို့ရောက်မှာပဲ ်ငါလည်းအဲ့ဒီတိုင်းပဲကြစ်မယ်ဆိုရင်သူ့သားကိုပြောထားပြီးတော့မင်းဟာနောက်ဆုံးလူမဖြစ်စေနဲ့တော့ငါပြောခဲ့တဲ့ဤလန်းတိုင်းမင်းမဖြစ်နဲ့နောက်ဆုံးလူမဖြစ်စေနဲ့မင်းကြိုးစားငါတော့သင်္ကန်းဝတ်တော်မယ်ဆိုပြီးတော့မကားဒီကဥယျာဉ်ထဲထွက်ပြီးနန်းတော်ကပို့တယ်ဆွန်းစားပြီးအဲ့ဒီမှာတရားကျင့်ဘာတွေကျင့်တော့ဆိုမေတ္တာကရုဏာမုရိတာဥပေက္ခာလို့ဆို ပြမစိုးတရားတွေကိုဇံရသည်ထီအောင်ပွားများအထုတ်တယ်။အဲ့ဒါလို့ဇံရသည်ထီအောင်လောကကြီးတစ်ခုလုံးပေါ်မှာမေတ္တာတရားနဲ့ကရုဏာတရားနဲ့မုရိတာတရားနဲ့ဥပေက္ခတရားနဲ့စံချမ်းသာခံစားပြီးနှစ်ပေါင်းဘလောက်နေသွားတော့ဆို7400အဲ့တော့သူ့ဘဝကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်နှစ်ပေါင်း3သိန်း3600မင်းသားငယ်ဘဝက7400အိရှင်မင်းဘဝက ဘုရင်မင်းဘဝနဲ့က၈000လေးတောင်ယသိဘဝနဲ့က၈000လေးတောင်တည်တဲ့အခါကျတော့ဗြမဝိဟာရတရားကိုပွားများသည့်အတွက်ကြောင့်တည်တော့ဗြမပြည်ရောက်သွားတယ်။ကဲသူသားကလည်းနှစ်ပေါင်းအလွန်ကြာလာတဲ့အခါမှာဆတ္တာတိကိုမှန်ထားတယ်ခုနအတိုင်းပဲငါကောင်းမှဆံမြူပင် တွေ့ပြောပါတနေ့ကျတော့ဒီလိုပဲ တွေ့အောင်ရှာတော့တွေ့လာတာပဲသူလည်းပဲသူ့ဖေမှားထားတဲ့အတိုင်းဆပင်ဖြူတွေ့တဲ့နေ့မှာစတ္တတဲ့ကိုရွာစားဆုချပြီးတော့ตาအကြီးကိုခေါ်လိုက်တယ်ခေါ်ပြီးတော့ငါตาငါလူဝါကာမဂုဏ်အာယုန်ဤခံစားပြီးပြီငါကောင်းမှလည်းပဲတိမင်းတမန်ကြီးရောက်နေပြီအဲ့ဒီတော့납ပြီ납ချမ်းသာကိုငါရှာဖွေရမှာဖြစ်တယ်ငါယသိယဟန်ဝတ်တော်မယ် မင်းကဌိနှံစိစဉ်အုတ်ချုပ်ရည်ဒါပေမဲ့မင်းကမှားတဲ့စကားကိုသိချာနှထောင်ခေါင်းပေါ်မှာဆံယူပင်တပင် တွေ့လို့ရှိရင်မင်းရဲ့သားကိုဌိနှံလွဲပြီးမင်းရဲ့သိဝါမယ်ဒါငါတို့ရဲ့ tradition ပဲမင်းလိုက်နာရှင်းသုံးရမယ်လို့ဒီလိုမှားတာမင်းနောက်ဆုံးလူမဖြစ်စေနဲ့နော်လို့တတိပေးပြီးသူလည်းရည်သိဝါအဲ့ဒီလိုနဲ့ဒီမဂ္ဂဒေဝဘုရင်ကြီးရဲ့ သားစဉ်မြေးဆက်ဘလောက်ထိအောင်သူမာထားတဲ့လမ်းစဉ်အတိုင်းလိုက်နာကျင့်သုံးညတယ်လဲဆိုရင်မင်းအဆက်ပေါင်း၈000၄000နဲ့ဟောနည်းနည်းမဟုတ်ဘူးသူချမှတ်ခဲ့တဲ့လမ်းစဉ်ကဘာလို့ယသိဝဆံမြူပင်တွေ့ရင်ယသိဝယသိဝတရားချက်ပါဠိကိုထိနှံလွယ်ယသိဝတရားချက်အဲ့ဒီအလုတ်ကိုကလျာဏဝတ္တလို့ခေါ်တယ်အလွန်ကောင်းတဲ့ခြင်းစဉ်တစ်ခုကိုချမှတ်ပေးထားတယ် မှာခဲ့တယ်မင်းတို့နောက်ဆုံးလူမဖြစ်စေနဲ့ငါပြောတဲ့အတိုင်းလိုက်ရကျင်သုံးရမယ်လို့ဒီလိုပြောခဲ့တာမှာခဲ့တာမှာခဲ့တဲ့အတိုင်းသစဉ်မြေးဆက်အဆက်ဆက်ရလိုက်တာကျင်သုံးလိုက်တာဘယ်လောက်ထိသွားတော့7400တောင်ဟော7400တောင်ဆိုတာနဲတဲ့ဘယင်းနေမဟုတ်ဘူးအစဉ်ဆက်တယောက်တယောက်ကို3000 3000 600နှုတ်နဲ့ပဲတွက်ချီနှစ်ပေါင်း တက်တန်းတူကြတယ်ဆိုရင်နေဝိရနှစ်ပေါင်းများတော့သူချမှတ်ခဲ့တဲ့လမ်းစဉ်အတိုင်းလိုက်နာချင်းတုံးကြဒါအစဉ်လာတစ်ခုထူထောင်ပေးတယ်လို့ခေါ်တယ်အဲ့ဒီအစဉ်လာတစ်ခုဒီသာသမီတွေကလိုက်နာကြလိုက်နာကြအဲ့ဒီလိုလိုက်နာသွားရင်ကနေနောက်ဆုံးကြတော့ချက်တောင်း၄တောင်ပြည့်တဲ့အခါမှာနောက်ဘသူပေါ်လာလဲလို့ဆိုရင်အားလုံးကြောက်ကြလိမ့်မယ် ဇတ်တော်ကြီးဆယ်ဘွဲမှာပါတဲ့နေမိဇတ်ဆိုတွေ့တယ်နော်နေမိမင်းနိမိရာဇာလို့ခေါ်နေမိမင်းပေါ်လာတယ်သူတို့ရဲ့မြေအဖြစ်ပြန်ရောက်